创造爱，你和我的妈妈，alom ny be menglava。Di mana devotional a n s e s e m a t piyangan joso lagi parai. Ini piyangan takian cemaruh Dye ada dah mah, imatama kaumnya tapse parai. Tapi kaumnya cincang cemaruh daapso ganih sendai mah. Cemah piyusan suapsen tenaya cemaruh daapso tapse parai. Tapi cemaruh piyashri nama to tawib r e bungji bazi. Amin. r e Seradi mana kelingan r e m a daapso r u h apine? ခွန်အားပေးလို့တဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ထူးတဲ့ဘုရားဆိုပြီးခွန်အားပေးချင်တာပဲဖြစ်ပါလိမ့်ထူးတဲ့ဘုရားလို့ပြောတဲ့ခါမှာဒီနေ့လောကမှာပေါ့နော်အာဘုရားတကားတွေအများကြီးရှိတယ်နော်ဘုရားနာမတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီဘုရားတကားတို့ထက်အဲ့ဒီနာမတကားတို့ထက်ကြီးမြတ်ပြီးတော့မှကျွန်တော်တို့ calling အေကံအမှန်ထူးတဲ့ သူဟာသူနဲ့ကျွန်တော်ကိုးကွယ်နေတဲ့အသက်ရှင်သောသူပဲရားတဲ့ရှင်ပဲဖြစ်ပါလေ။ hallelujah ။ဒါကြောင့်ရှေးဥစွာကျင့်ချက်တစ်ချက်ဖတ်လို့ပါလေ။ယေရမိအနာဂတိကျမ်းအခန်းကြီး33အပိုက်ငယ်3ငါကိုခေါ်လို့ငါထူးမီကြီးသောအရာဒီမတိနိုင်အောင်နဲ့နေသောအရာတို့ကိုငါပြမည်။အာမင်။နောက်ထပ်음တစ်ချက်ဖတ်ချင်ပါသေးတယ်ရှမတဲ့အခန်းကြီး7အပိုင်ငယ်28မှ30 ဝင်းလင်း၍ပြင်ပန်းသောသူအပေါင်းတို့ငါထံတို့လာကြလောငါသည်ချမ်းသာပေးမည်ငါတဘိုးကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောငါသည်နုညက်သိမ်မွေ့နှိမ့်ချသောစိတ်တော်ရှိ၏တင်သောစိတ်နှလုံးသည်တတ်တာခြင်းကိုရလိမ့်မည်အာမင်ဒီနေ့ဒီအရာကဒီနေ့ကျွန်တော်အပေါ်မှာဘုရားသခင်အဖြစ်ထားရှိထားတဲ့ဘုရားသခင်အဖြစ်ပြောထားတဲ့ ူရဲ့ဂတိတော်စကားပဲဖြစ်ပါတယ်။ဒီကျွန်တော်တို့ဘုရားသခင်ကဂတိတည်တဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒီနေ့သစ္စာတော်နဲ့ပြည့်စုံတဲ့ဘုရားမေတ္တာတော်နဲ့ပြည့်စုံတဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒီဘုရားသခင်ကပြောနေတယ်ခေါ်ပါခေါ်ပါထူးမေပေါ့နော်မိသည့်ကြီးမားတဲ့အမှုရာကိုမစိုးဘယ်လောက်ဒီနော်မတိနိုင်တဲ့ဒီနေ့နည်းနည်းသောအရာတွေကို ဖွင့်ပြမယ်ဆိုပြီးတော့မှဒီဖခင်ကပြောနေတယ်နော်သူထန်လာပါဘောနော်ချမ်းသာရခွင့်ကိုပေးမည်ဆိုပြီးတော့မှပြောနေတာပဲဖြစ်ပါတယ်ဘောဒီကနေ့ဒီလိုပြောတဲ့ဖခင်ရှင်ဟာနော်ဒီနေ့ကျွန်တော်ကိုယ်ကိုယ်နေတဲ့ဖယားရှင်ပဲဖြစ်ပါတယ်အချမ်းပဲဖယားမှမရှိဘူးပဲဖြစ်ပါတယ်ဒါကြောင့်မစ်ဆွေဒီနေ့ကျွန်မတို့ပုံမှာဖယားတခင်အပြည့်ပြောထားတဲ့ဒီသူ့ရဲ့ဂတိတော်စကားကိုကျွန်မတို့အသက်တာထိမှာနော် အာမြင့်မြတ်ကင်ဆွေးပြီးတော့မှကျမတို့အသက်ရှင်ဖို့ရင်တော့အင်မတန်မှဘုံတော့လိုအပ်တာဖြစ်ပါလေဘုံတော့ဒီဖယားသခင်ကို ကျမတို့ခေါ်တဲ့အခါမှာနော်အကန့်အသတ်မရှိဘူးပဲဖြစ်ပါလေအခြေတိုင်းနေရာတိုင်းမှာနော်ခေါ်လို့ရတဲ့ဖယားရှင်ဖြစ်ပါလေဒီအခြေတိုင်းနေရာတိုင်းမှာခေါ်နေအေကန်အမန်သူမဲ့ 哎，给俺们努力培养、选拔、提拔的，Hallelujah，Hallelujah。他讲每岁一定得，得能成了第一波喏。你玩你的啦，侬谁家你的啦？谁得家你的啦？玩你的啦，没有你的啦，喏。得能培养的成果，怎么罗高呀？培养的清单，怎么罗多呀？了嘛好，本来怎么罗搞不的，俺不往他那提嘛，怎么罗喏？ အခက်အခဲပြဿနာတွေကြောင့်နော်စတုကဆင်းရဲခြင်းကြောင့်နော်ဒီနေ့လောကရဲ့လောကဒဏ်တွေနဲ့ကျွန်တော်တို့ရေဆိုင်ကြုံတွေ့ရတဲ့အခါမှာနော်ကျွန်တော်တို့အတ္တတားတွေမှာဝန်းနေရတယ်နော်ပူဆွေးရတယ်နော်စိတ်တကြရတယ်ဆုံရှုံချင်းတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာကျွန်တော်တို့စိတ်တကြတယ်နော်ငိုယုံတက်ကြတာဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ကပါလေဖယားသခင်ကို ဘုရားသခင်ကိုကျွန်တော်တို့အရင်အဆုံးတန်းတပြီးတော့မှသူ့ကိုခိုးပွင့်ရင်သူ့တန်တုံးဝင်ပွင့်ရင်မဟုတ်ပေနဲ့ကျွန်တော်တို့ကပါလေလူတွေဖြစ်တဲ့ဘုနော်ဒီနေ့ကျွန်တော်တို့ရဲ့အရင်နီးဆုံးဖြစ်တဲ့ကျွန်တော်တို့ယုံကြည်ရတဲ့နော်မြင်ခိုးရတဲ့လူတွေကိုကျွန်တော်တို့ကခေါ်တတ်ကြတယ်အကူအညီတောင်းခံကြတယ်လူတွေစီကိုအရင်ကျွန်တော်တို့ကတွားတတ်ကြတယ်မနာမကျန်းဖြစ်လာတဲ့ခါမှာကျွန်တော်တို့ကအရင်အဆုံးတန်းတမိရဒေါက်တာကိုနော် ်ဆရာဝန်ကိုနော်စီခန့်ကိုကျွန်တော်တို့တွားပို့ရင်ကျတော့ကျွန်တော်တို့တန်းတားပြီးတော့ပါတယ်တွေးခေါ်တက်ကြတာပဲဖြစ်ပါတယ်ဘုန်းတော်ကျွန်တော်တို့ကနော်အဲ့လိုပြောလို့ကျွန်မအဲ့လိုပြောလို့ဘုန်းတော်လူတွေကိုအားကိုးစရာမလိုဘူးမီးခိုးစရာမလိုဘူးနော်အာလို့ပြောကျွန်မပြောနေချင်းမဟုတ်ပါဘူးဒီကျွန်တော်တို့ယုံကြည်သူတွေအသက်တာနော်ချင်းမှာဒီကျွန်တော်တို့ကနော်အခက်ခဲဒုက္ခပြဿနာတွေနော်ကြုံတွေ့လာတဲ့အခါမှာဝန်နေရဲ့ ရတဲ့ခါမှာနော်စိတ်ကြနေတဲ့ခါမှာငိုယူနေတဲ့ခါမှာမျောလင့်ချက်မိနေတဲ့ခါမှာအရင်အဆုံးကျွန်တော်တို့အသက်တာတွေမှာတန်းတပြီးတော့မှဘုနော်အောင်းမေရမယ်နော်သူကကျွန်တော်တို့ဘုရားသခင်ပဲဖြစ်သေးရေဘုနော်ဒီနေ့အရင်အဆုံးကျွန်တော်တို့ခေါ်ရမယ်သူပါနော်အော်ခေါ်ရမယ်သူပါကျွန်တော်တို့ကိုယ်ခွင့်နေတဲ့သူဘုရားရှင်ပဲဖြစ်ပါနော်ဒီနေ့သူ့ထံအရင်ဆိုကျမတို့ကသွားဖို့ရင်အတွက်ပြေးဖို့ရင်အတွက်နော် ်လိုအပ်သေးအရေးကြီးတယ်ဆိုရအောင်ကျွန်မပြောနေခြင်းပဲဖြစ်သေးခွန်အားပေးနေခြင်းပဲဖြစ်ပါတယ်ဘုန်းတော်ကျွန်တော်ထိုကိတော့အသက်တာကျွန်တော်တို့အာဖြစ်မေဆိုရင်ဘုန်းကျွန်တော်အသက်တာဒီနေ့ဧကံအမန်ဘုန်းတော်ဒီနေ့အာဘုရားတခင်ကဘုန်းတော်လူမြောက်ခြင်းကိုခံစားစေမှာပဲဖြစ်ပါတယ်ဟာလေလုယာဒီနေ့သူချောင်းမှုတွေကိုအသက်တာမှာခံစားလာရမှာဖြစ်ပါတယ်ဒီဘုန်းတော်ဒီနေ့ဘုရားတခင် ။ဘာကြောင့်လဲဆိုရင်ဒီကျွန်တော်တို့ဖိကိုးကွယ်နေတဲ့ထိုဖယားရှင်သားလေးကျွန်တော်တို့ကိုနော်စစ်မှန်တဲ့လူမြောက်ခြင်းကိုပေးနိုင်တဲ့ဖယားရှင်ဖြစ်တယ်။တနည်းကျွန်တော်ကိုအောင်မြင်ခြင်းတွေပေးနိုင်တဲ့ဖယားဖြစ်ပါတယ်။တနည်းကျွန်တော်ကိုနော်ဒီနေ့ထူးခြားစေမိသူဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မစ်ဆွေဒီနေ့ကျွန်တော်တို့ဘဝတတထဲမှာနော်ဒီစံတိုင်းမှာ အခက်ခဲတွေပြဿနာတွေဖြစ်လာတဲ့ချိန်မှာငုံကြွေးနေရတဲ့ခါမှာ နော်ဝမ်းနည်းစရာတွေနော်စိတ်တက်ကြစရာတွေကြုံလာတဲ့ခါမှာဘသူကိုအရင်အစကျွန်မတို့ကတန်းတမိတယ်လေဘသူကို ကျွန်မတို့အရင်အစခေါ်နေတယ်လေနော်ဘသူစီကိုကျွန်မတို့အရင်အစသွားနေတယ်လေကျွန်မတို့စင်ကြင်ပြီးတော့မှ ကျွန်မတို့ယုံကြည်သူသူတယောက်ချက်ဆိုင်အတ္တတာဒီနေ့မှစပြီးတော့မှနော်အခြေအနေမျိုးမျိုးတွေကြုံတွေ့လာတဲ့ခါမှာကျွန်မတို့အနာမှာအစင်မြင့်ရှိပြီးတော့မှကျွန်မတို့ခေါ်နေအေကံအမှန်ထူမဲ့ တဲ့ဖယားရှင်ကိုကျမတို့ခေါ်တတ်တော်သူဖြစ်ရအောင်။အင်းထိုကိရောအတ္တာရှိမည်ဆိုရင်ကျမတို့ကပေါ့နေစံတိုင်းမှာဝမ်းမြောက်ခြင်းတွေအောင်မြင်ခြင်းတွေနဲ့ပေါ့နော်။ဒီနေစံတိုင်းမှာကျမတို့ကဖြတ်တန်းနိုင်ရတဲ့အခွင့်ကိုဖယားကပေးမှာဖြစ်ပါလိမ့်။ဆိုပြီးတော့မှပေါ့နော်။ဒီမနက်ခင်းလေးမှာဝင်းကလူတွေနှုတ်ကပတ်တော်ကတော့အင်းရောက်ပဲဖြစ်ပါလိမ့်။အားလုံးပုံမှာဖျားရှင်နှုတ်ကပတ်တော်ကောင်းချီတက်ရောက်ပါစေ။